ဒီပိုင်းဆားမှာကတော့ကိုချောကချောင်းကြာကိုရိုက်ကွင်းထဲကနေဆွဲထုတ်လာခဲ့ပြီးကိုချောတော့အခုလိုတွေဆက်ဆံခံပြီးတော့မှဒီလောကထဲကိုနောက်တစ်ခေါက်ပြန်ဝင်ကျင်သေးတာလားဆိုပြီးချောင်းကြာကိုဒေါသတကြီးနဲ့ပြောလိုက်ပါတယ်ချောင်းကြာတော့သူမရဲ့အခြေအနေကအခုလိုမျိုးမှအောက်ကျမခံလို့ရှိရင်ဘာမှဆက်လုပ်နိုင်တော့မှမဟုတ်တဲ့အကြောင်းနဲ့ဒီတိုင်းသာလဲထွက်သွားလိုက်ရင်လည်းသူမတို့အခွင့်အရေးအားလုံးကဆုံးဆုံးသွားမှာလို့ပြောလိုက်ကရိုက်ကွင်းထဲကိုပြန်ဝင်သွားပါတော့တယ်ချောင်းကြာလည်းဒရိုက်တာကြီးကိုတောင်းပန်စကားပြောပြီးတော့သူမပြန်ရင်ချင်းချောင်းကိုပြောလို့အဆင်ပြေသွားပေမဲ့ စီနီယာမင်းသမီးကတော့ချောင်းကြားသူမအောင်မလေးမစားလုပ်ခဲ့တာကြောင့်တောင်းမန်တော်ကိုလည်းလက်မခံပဲချောင်းကြားနဲ့လည်းအလုတ်တွဲမလုပ်နိုင်တော့ဘူးလို့ပြောပြီးတော့နေရာကနေလဲထွက်သွားပါလေချောင်းကြားလည်းခုနကသူမအောင်လာဆွဲခေါ်တဲ့သူကသူမရဲ့မန်နေဂျာပါလို့လိန်ပြောပြီးတော့မင်းသမီးတော်ကနေလိုက်ပြီးတော့တောင်းမန်ဖို့လုပ်ပေမဲ့လည်းနောက်ကလိုက်နေတဲ့ခလုတ်တိုက်ပြီးနေရာမှာပဲလဲကျသွားပါလေအဲချိန်ကိုချောပဲလာပြီးတော့ထူပေးလိုက်တာကြောင့်ချောင်းကြားလည်းကိုချောကိုအာမခံပြီးတော့ရိုက်ကွင်းထဲကိုတစ်ခေါက်ပြန်သွားပြီးမှအခုလိုဖြစ်သွားတဲ့အတွက်ရက်ကိုရက်ကန်းနဲ့ပဲသူ့စီကိုဘာပြောစရာရှိလို့လာခဲ့တာလဲဆိုပြီးတော့မေးလိုက်ပါလေ ။ကိုကျော်လည်းအတူပြန်ရင်းနဲ့ပြောပြမှာဖြစ်လို့သူနဲ့တူလိုက်ပြန်မှုပြောနေတော့မှာပဲ။ထဲစုကလည်းရောက်လာပြီးတော့ခြောင်ကြရဲ့ခြေနေကိုစိတ်ပူကြီးနဲ့လာမိခဲ့ပါလေ။နန်ကျူကတော့ထုံးစံတိုင်းခြောင်ကြပဲအပြစ်တင်နေတာကြောင့်ထဲစုလည်းသူ့ယောက်ျားကိုပါးစပ်ပိတ်ထားဖို့ပြောထားလိုက်ရပါလေ။အဲနောက်ကိုကျော်ကထဲစုတို့လင်မယားကိုသူ့ကိုယ်သူမိတ်ဆက်ဖို့လှုပ်လိုက်ပေမဲ့ခြောင်ကြတော့ကိုကျော်ကိုသူမရဲ့မန်နေဂျာဆိုပြီးတော့ဝင်ပြီးတော့မိတ်ဆက်ပေးလိုက်တာကြောင့်ကိုချောလေးဦးကြောင်ကြောင်ဖြစ်သွားခဲ့ရပါလိမ့်။နန်ကျူကကြီးကျယ်တဲ့မန်နေဂျာတွေပါးငှားထားရဆိုပြီးတော့ချောင်ကြကိုလှောင်လိုက်ပြီမဲ့။ထဲဆိုကတော့ကိုချောဝမ်းသာအားနဲ့နှုတ်ဆက်ပြီး ဂျုံတုံးဆုံတုံးအားလုံးတူတူတစ်ခွက်လောက်သွားတောက်ဖို့ပြောလိုက်ပါလေကိုချောလည်းအလုပ်ကိုအကြောင်းပြပြီးတော့မလိုက်တော့ကြောင်းပြောပေမဲ့ထဲဆုကအတင်းဆွဲခေါ်နေရမလို့မလိုက်ချင်လိုက်ချင်နေပဲထဲဆုခေါ်တဲ့နောက်ကိုပါသွားခဲ့ပါတော့တယ်ဆံရောက်တဲ့အခါမှာတော့ချောင်းကြားဆိုင်ရဲ့ digital menu ကိုကြည့်ပြီးတော့အထူးဆန်းတွေဖြစ်နေရကြောင်းနမ်ဂျူကချောင်းကြားကိုလှောင်လိုက်တဲ့အခါထုံးစံတိုင်းနှစ်ယောက်သားစကားထားများကြပြန်ပါလေအဲနောက်ချောင်းကြားတို့ဝင်ပြန်ပြေးနေထဲဆုနဲ့သူ့ယောက်ျားလည်းရန်တွေထားဖြစ်ပြန်တာကြောင့်ကိုချောလည်းနေရာခတ်ပြီးတော့ထားပြန်မှုလုပ်လိုက်ပေမဲ့ ။ဒဲဆူကမပြန်မှုတားလိုက်တဲ့တော့ကိုချောလည်းမပြန်ပြစ်တော့ပဲနေရာမှာပဲပြန်ထိုင်နေလိုက်ရပါလေ။အဲ့ဒါမှတော့ကိုချောနဲ့ဒဲဆူတို့လင်းများပဲကောင်းကောင်းပြန်ပြီးတော့မိတ်ဆက်လိုက်ကြပြီးတော့အတူတူတောက်လိုက်ကြပါလေ။ခဏနေတဲ့အခါမှာတော့ဒဲဆူတို့လည်းနည်းနည်းမူးနေကြဖြစ်ပြီးတော့ကိုချောလည်းခုနကရိုက်ကွင်းထဲမှာခြောင်ချားလက်ကိုဆွဲပြီးတော့ထွက်သွားတဲ့ပုံစံကအရင်ရိုမန်တစ်ဖြစ်တာပဲလို့ပြောပြီးတော့ကိုချောနဲ့ခြောင်ချားကိုစနေရကြောင်းကိုချောတို့လည်းရှက်ကိုရှက်ကန်းနဲ့ပဲသူတို့နှစ်ယောက်ကရိုးသားဆက်ဆံရေးပဲရှီချောင်းပြန်ပြီးတော့ညင်းလိုက်ရပါလေ။ အနောက်ထဲဆိုကကိုကျော်ကိုတီထားကြည့်နေတနည်းအားမမြင်ဘူးလို့ခံစားနေရတာကြောင့်သူမနဲ့ဆုံခဲ့ဘူးလားလို့မေးလိုက်ပြီးကိုကျော်ရဲ့ဇာတိကဘူဆန်းမလားလို့ပြောလိုက်တာကြောင့်ကိုကျော်လည်းဘလို့လို့သိညာလဲဆိုပြီးတော့အံဩသွားပါတော့တယ်ထဲဆိုကတော့စကားပြောတဲ့လေတန်ကတစ်ချက်ချက်ဘူဆန်းလေတန်မပြောက်သေးလို့သူမစိတ်ထင်တာကိုပြောလိုက်တာလို့ပြန်ပြောပြီးအရင်တုန်းကလည်းဘူဆန်းရဲစခန်းဆုံနောက်တယောက်ကိုချောင်းကြားသဘောကျဘူးသေးတယ်ဆိုပြီးတော့စကားမဆက်ထပ်ပြီးတော့ပြောလိုက်တာကြောင့်ချောင်းကြားလည်းရှယ်ရန်ရမ်းပြီးတော့သူဘသူ့မှသဘောမကျဘူးကြောင့်အသေးအတန်ညင်းပါတော့တယ် တဲဆူကလည်းအရှော်မပေးသေးပဲအဲ့ချိန်တုန်းကအဲ့ဒီစုံနောက်ကသာတွဲဖို့လာပြောရင်လက်ခံလိုက်မှာမလားဆိုပြီးတော့ပြောလိုက်တာကြောင့်ကြောင့်သာလည်းအဲ့ချိန်တုန်းကသူမရန်အောင်မြင်တဲ့သူတယောက်ဖြစ်တာမလို့ဘာကိစ္စနဲ့အဲ့လိုပေးသေးပေဆုံးတောသားစုံနောက်တွေနဲ့တွဲရမှာလဲဆိုပြီးသူမတို့သိခဲ့ဘူးတဲ့စုံနောက်လေးကိုချောကိုချိုးနေနေနဲ့ပြောဖြစ်ပါတော့တယ်ကိုချောလည်းချောင်သာတို့ပြောနေစုံနောက်ဆိုတာကသူပဲဆိုတာသိပေမဲ့လည်းမသိကြံပဲဆောင်းနေလိုက်ပြီးတော့အဲ့ဒီစုံနောက်ကလည်းချောင်သာကိုကြိုက်ချိန်မှာကြိုက်မှာပေါ့ဆိုပြီးတော့ပြောလိုက်တာကြောင့်ချောင်သာလည်းစုံနောက်ဘက်ကလိုက်ပြောပြီးနဲ့ကိုချောကိုရန်တွေးလိုက်ပြီးတော့ နှစ်ယောက်သားတစ်ယောက်တစ်ခုနဲ့စကားများကြဗျံမာတော့တယ်အဲ့လိုနဲ့တောက်လို့စားလို့အပြီးပြန်ကန်ဒီမာတော့ထဲစုကအရန်မူပြီးတော့မပြန်ကြသေးပဲတချင်းသွားဆိုဖို့ထပ်ပြီးတော့ပြောနေတာကြောင့်ချောင်းကြလည်းမနေချော့ပြောပြီးတော့ထဲစုကိုပြန်လှုပ်လိုက်ရပါတော့တယ်အပြန်လဲမှာတော့ကိုချိုးကချောင်းကြကိုထဲစုနဲ့အရန်ရင်းနေခဲ့တာလားလို့မေးလိုက်တာကြောင့်ချောင်းကြလည်းသူမနဲ့ထဲစုတို့ကညီမတွေလို့ရင်းနေခဲ့ကြတာဖြစ်လို့အခုလိုအချိန်ကြာကြီးနေမှာပြန်တွေ့တော့လေထဲစုကသူမအပေါ်ကောင်းပြီးနေကြောင်းကိုပြောပြလိုက်ပါတယ်ကိုချိုးကတော့ဘလောက်ပဲရင်းနေတဲ့ဆက်ဆံရင်ဖြစ်ပါစေမှန်ညာနေပြန်မရခင်ထိပ် ဘသူကမှလွယ်လွယ်မယုံကြည်စေခြင်းကြောင့်နဲ့အမှန်တရားကိုဘသူမှမသိသေးတာကြောင့်ခြောက်နှဘေးမှာရှိတဲ့ဘသူမဆိုတရားခံဖြစ်နေနိုင်တာမဟုတ်လို့တတိထားပြီးတော့နေဖို့ပြောလိုက်ပါတယ်အဲ့ချိန်ခြောက်နှလည်းကိုကျော်သူမကိုပြောစရာရှိတယ်ဆိုတာဘာကိစ္စလဲလို့မေးလိုက်တဲ့အခါကိုကျော်ကအစီအမေတဲ့ချိန်မှပဲပြောတော့မယ်လို့ပြောလိုက်ပြီးစိတ်ထဲမှာလည်းခြောက်ကြဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့အမှုမှန်ပေါ်အောင်ကိုပဲအရင်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်ရောက်တဲ့အခါမှာတော့ခြောက်ကြလည်းမနေ့ညကကိုကျော်ပြောစရာရှိပါတယ်ဆိုတဲ့ကိစ္စကိုရမ်းအောင်သိကျင်နေရာကြောင့်စိတ်နဲ့လူမကပ်ဖြစ်နေပြီးတော့လှုပ်ထဲမှာလည်း အလွဲလွဲချော်ချော်တွေထပ်လုပ်နေရတော့အစူခံရပြန်ပါလေအဲ့တော့ချောင်းသားသူမအလုတ်တရသွားပြီဖြစ်လို့ဒီအလုတ်ကနေထွက်တော့မှဖြစ်ကြောင်းကိုအလုတ်ရှင်ကိုပြောလိုက်ပါလေဒါမှမဟုတ်လေကိုချောကချောင်းသားနဲ့ပတ်သက်လို့လွန်ခဲ့တဲ့25နှစ်ကဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့လက်ရှိမှာလဲချောင်းသားကိုနောက်ခံလိုက်နေသူကဘယ်သူလဲဆိုတာသိရအောင်ရိုက်ခွင်းမှာရှိနေတုန်းကချောင်းသားနဲ့အနီးစပ်ဆုံးအတူရှိခဲ့တဲ့လူတွေကိုမသိမသာဓာတ်ပုံရယူလာပြီးဒဲလွန်စားတွေကိုရှာနေခဲ့ပါလေအဲ့နောက်ချောင်းသားအက်ဆီဒန့်ဖြစ်ခဲ့တဲ့အိုဘိုလန်းဆောင်မှာကားအက်ဆီဒန့်ဖြစ်ခဲ့တဲ့တုန်းက ဆိုင်ဆိုင်ရှိမှရက်ထားတဲ့ကားနံပါတ်2668ကိုလည်းချောင်းကြားနဲ့ဘလို့ပတ်သက်နေလဲစွာကိုအစားဖော်ဖို့အတွက်အဲဒီကရက်ထားတဲ့ဆိုင်နဲ့အနီးနားပတ်ဝန်းကျင်ကဆိုင်တွေကနေပါ accident ဖြစ်ခဲ့တဲ့အချိန်ပိုင်းခြားတုန်းက CCTV မှတ်တမ်းတွေကိုလိုက်ပြီးတော့စုပါတော့တယ်။တမမလည်းဟီအောင်ကရိုက်ကူပြီးမမဒီလိုပြည်တွင်းမဂ္ဂဇင်းတွေကိုနောက်ထပ်လက်ခံရိုက်ကူတော့မှမဟုတ်ကြောင်းနဲ့ပြည်တွင်းမှာဆိုကြော်နာရိုက်ကူရဲ့လောက်နဲ့မဂ္ဂဇင်းဆိုရင်လည်းနိုင်ငံသားမဂ္ဂဇင်းတွေအတွက်လောက်ပဲလက်ခံတော့မှဖြစ်ပြီး"သူမ low profile နဲ့ပဲနေချင်တာဖြစ်တဲ့အတွက်သူမနေထိုင်တဲ့ အိမ်မှာယာကွေးလုပ်ဖို့လက်ခံထားတဲ့ program တွေနဲ့တဘာဝပတ်ဝန်းကျင်မှတ်တမ်းယာကွေးတွေကိုလည်းဖျက်လိုက်ဖို့အတွက်ကိုသူမရဲ့ manager ကတစ်ဆင့်ဒူဝန်ကိုပြောခိုင်းနေပါတယ်။အဲတော့ manager လည်းဒူဝန်စီကိုသွားပြီးတော့ဟီအောင်ပြောခိုင်းသမျှတွေပြန်ပြီးတော့တင်ပြခဲ့ပါတယ်။ဒူဝန်ကတော့ social media မျိုးအပြင်မှာတမျိုးနဲ့တကူပြီးတကူဇောတကာတက်ပြီးမောင်းမာနဲ့ဟီအောင်ကိုတော်တော်လေးကိုစိတ်ပြက်နေခဲ့တာပါ။အဲ့တော့ဒူဝန်ကသူ့ရုံးခန်းသားမှာချိန်ထားတယ်ဆေရာရဲ့ရုပ်ရှင်ပိုစတာကိုကြည့်ရင်းနဲ့တချိန်ကဆေရာပေါ်ကတိကတ်တက်လုတ်ခဲ့တာတွေကိုပြန်စင်းစားရင်းအဲ့ချိန်တုန်းကဆေရာပေါ်မှာသူစိုးခဲ့တာတွေက အခုလက်ရှိသူ့ပေါ်မှာဟီအောင်ပေါင်းမာနေရတဲ့ရှင်ရင်အများကြီးတော်သေးတာပဲဆိုပြီးတော့စိတ်ထဲတွေးမိသွားခဲ့ပါလေတပတ်မှလည်းတင်နန်းသားတွေအကုန်လုံးမိဘတွေစီကလက်မှတ်တွေရခဲ့ပြီလို့တရားဝင်တင်နန်းကပ်ပြားတွေရနေကြပြီမယ်ဒါကြီးကတော့မိဘစီကလက်မှတ်မယူနိုင်ခဲ့တာကြောင့်တင်နန်းသားကပ်ပြားမရနိုင်သေးပဲဖြစ်နေခဲ့ပါလေတင်နန်းဆရာမကမိဘတွေစီကလက်မှတ်မယူနိုင်လဲတခြားအုပ်ထိန်းသူတယောက်မရှိဘူးလားလို့မေးလိုက်တဲ့အခါဒါကြီးလည်းသူမမှာအတော်ရင်ရှိကြောင်းပြန်ပြောလိုက်တာကြောင့်ဆရာမလည်းအဲ့ဒါဆိုရင်အတော်ရဲ့လက်မှတ်ပဲဖြစ်ဖြစ်ယူလာခဲ့လို့ရကြောင်းကိုပြန်ပြောလိုက်ပါလေ ဒါကြီးကတော့ကြောင်းလိပြီးတော့အနက်ဒိမန့်ကိုလာခဲ့တာဖြစ်တဲ့အတွက်တငယ်ချင်းပဲအကူကြီးတောင်းပြီးတော့ရိုးကောတွေဖြေခိုင်းနေတာကြောင့်ဘဲသာလည်းသမီးဖြစ်သူရဲ့ရိုးကောတရက်မှမပြတ်တဲ့အတွက်ဒါကြီးကိုနေတိုင်းပုံမှန်ကြောင်းတက်နေရလို့ပဲထင်နေခဲ့တာပါဘဲသာတယောက်ဈေးရောက်နေတော့မှ TV ရလွှင့်နေဇလန်တွဲထဲမှာအမားဖြစ်သူမထင်မှတ်ပဲတွေးလိုက်တဲ့အတွက်ရန်အံဟောသွားပြီးဦးချောင်းချောင်းကြီးဖြစ်နေခဲ့ပါလေတပတ်မှလည်းထဲစုကချောင်းချောင်းမိတ်ကပ်ပြင်ပေးနေတာဖြစ်ပြီးတော့ချောင်းချာကတော့သူမကိုခုလိုလှက်လှလေးပြင်ပေးတဲ့အတွက်အရန်ကိုဂျေဆုတင်ချောင်းနဲ့ဒါရီအားလုံးတွေ့လဲသူမအောင်မြင်လာနဲ့ပြန်ပြီးတော့ဂျေဆုဆက်ပါမယ်ဆိုပြီးတော့ပြောလိုက်ပါလေ။ ထဲဆိုတော့သူတို့နှစ်ယောက်ကြားမှာအလိုတွေပြောနေကြမလို့ကြောင်းနဲ့မဟုတ်ရင်တော့သူမအချောင်းသားအပေါ်မှာအပြစ်တွေအများကြီးရှိနေတာဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါလေ။ချောင်းသားလည်းထဲဆိုရဲ့စကားကြောင့်စိတ်ခုသွားတဲ့အတွက်ဘာအပြစ်တွေလဲဆိုပြီးတော့ပြန်မေးလိုက်တဲ့အခါထဲဆိုတော့ရုတ်တရက်ရောင်းပြီးတော့ပြောထွက်မိသွားသလိုမျိုးအနေထားပြတ်သွားပြီးတော့သူမငငယ်ကဘာမှမဟုတ်သေးတဲ့အချိန်မှာချောင်းသားအများကြီးကြီးစုဆောင်းဆောင်းပေးခဲ့တဲ့အတွက်ပါဆိုပြီးတော့ပဲစကားကိုကြည်ကောင်းအောင်ပြန်ဖြေလိုက်ပါလေ။ အဲ့တော့မှဂျောင်သာလည်းအမှုမဲ့မှတ်မဲ့ပဲသဘောထားလိုက်ပြီးတော့သူမငငယ်ရဆောင်းရှောက်ပေးခဲ့တဲ့ထဲဆုကအခုဆိုရင်သူမကိုပြန်ပြီးတော့ဆောင်းရှောက်ပေးနိုင်တဲ့လူတယောက်ဖြစ်နေပြီလို့ပဲကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်ပါလေ။အဲ့နောက်ထဲဆုကဂျောင်သာလည်းလဲကြနေတာကနေအမြန်ဆုံးပြန်ထလာနိုင်မှာဖြစ်လို့အခုကဆက်ပြီးတော့အများကြီးစူးစမ်းဖို့အားပေးလိုက်တာကြောင့်ဂျောင်သာလည်းသူမတကယ်ပဲတေးချာစူးစမ်းတော့မှဆိုပြီးတော့ပြန်ပြောလိုက်ပါလေ။တကယ်တော့ဂျောင်သာတောင်စီနီယာမင်းသမီးသဘောမကျတဲ့အတွက်လက်ရှိရိုက်ကွေးကနေထုတ်ပယ်ခံလိုက်တာဖြစ်ပြီး ။ဆောင်ကြတော့လက်မလျှော့ပဲဆက်စူးစားနေတာဖြစ်လို့ထဲစုကိုယ်တိုင်လက်ရှိရိုက်နေဇန်ညွန်ဆရာကြီးလမ်းညွန်ပေးပြီးတော့ဇလန်းထဲမှာပြန်ပြီးတော့ပါဝင်ရိုက်ကူးလို့ရအောင်ကူညီတောင်းခိုင်းနေတာပဲဖြစ်ပါလိမ့်။ဆောင်ကြတဲ့အောင်ဇန်ညွန်ရေးဆရာတိုက်ခန်းကိုရောက်တဲ့အခါမှာတော့ဓလိကားစီကိုလုံနေတော့မှပဲအခန်းတောင်းတနေရာကနေစိတ်ဆာဖြစ်နေပုံစံနဲ့မိမတယောက်ကလူသားမှုတစ်ခုမှအလောင်းဖြောက်ခဲ့တဲ့ကိစ္စတွေဖုန်းနဲ့ပြောနေအောင်ကြားလိုက်ရပါလိမ့်။ဆောင်ကြလည်းအရန်လန့်သွားမလို့ဓလိကားတွေကိုအမြန်ဝင်ပြီးတော့ရဲစခန်းကိုဖုန်းခေါ်ဖို့လုံနေတော့မှပဲခုနမိမလည်းဓလိကားတွေကိုဝင်လာခဲ့တာကြောင့် ချောင်းသားလေးရန်ကိုတုံလုံသွားခဲ့ရတာပါအဲ့ချိန်တပတ်မျိုးသမီးကနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါချောင်းသားလေးသူမဘာမှမကြားသလိုပဲနေပြီးမှမလို့သူမအန်ရမပြုတ်ဖို့ကြောက်ကြောက်လန့်လန့်နဲ့ပြောလိုက်ပေမဲ့တပတ်မျိုးသမီးကအနာကိုဒိုးလာခဲ့တာကြောင့်ချောင်းသားလေးဇန်ညုံးစရာအတွက်ယူလာတဲ့လက်ဆောင်တည်သီးနဲ့တပတ်မျိုးသမီးကိုထူးခြားပစ်လိုက်ပါလေတကယ်တော့အဲ့မျိုးသမီးကချောင်းသားလာရှာတဲ့ဇန်ညုံးရေးဆရာမှပဲဖြစ်နေပြီးတော့ခုနဖုန်းပြောနေရတဲ့သူရေးထားတဲ့ဇလန်းအကြောင်းကိုတပတ်ကတာဝန်ရှိသူစီအကြံပြန်လမ်းပြီးတော့ပြောပြနေခဲ့တာပါ ဓာလီကားထဲမှာတော့ငါဆရာမချောင်းကြသူမကိုအထင်လွဲမှာဆိုပြီးတော့ရှင်းပြဖို့လှုပ်ခဲတာကိုချောင်းကြလည်းသူမကိုအန်နေပြုမယ်ထင်နေပဲလက်ထဲမှာကင်နာတည်တည်နဲ့ထူးချလိုက်တာပဲဖြစ်ပါတယ်အခန်းထဲရောက်တဲ့အခါမှာတော့ချောင်းကြလည်းဆရာမကိုတောင်းပန်စကားတွေတဖွာဖွာပြောနေရဖြစ်ပြီးကံကောင်းကျင်တော့ဆရာမသဘောကောင်းတဲ့သူဖြစ်နေရကြောင့်ချောင်းကြအနေနဲ့ကြောက်လန့်ပြီးတော့လုံမီလောက်ရာဖြစ်သွားတာကိုသူမနားလည်အောင်မလို့တောင်းပန်စရာမလိုကြောင်းနဲ့ချောင်းကြရဲ့တရုပ်ဆောင်မှုတွေကိုလည်းသူမကိုဒရိုက်တာယောကတကယ်လို့သဘောကျတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ် အနောက်သူမဇန်ညုံးပြောင်းရေးခဲ့တဲ့အတွက်နောက်ရေးတဲ့ဇန်ညုံးထဲမှာခြောင်ကြားရဲ့အင်ကူကရိုက်တာကိုပူကြီးအောင်ရေးမိလိုက်တာကိုခေါင်းဆောင်မင်းသမီးကသဘောမကျတာကြောင့်ပြဿနာတက်ခဲ့ရပြီးတော့နောက်ဆုံးမှာတော့ခြောင်ကြားရဲ့ကရိုက်တာကိုဖြုတ်ချလိုက်တာကြောင့်ခြောင်ကြားထုတ်ပယ်ခံလိုက်ရတာသူမကြောင့်ပဲဖြစ်ပြီးတော့အဲ့အတွက်ကိုလည်းစိတ်မကောင်းဖြစ်နေခဲ့တာပါဆိုပြီးတော့ပြန်ပြောခဲ့ပါလိမ့်ခြောင်ကြားလည်းအဲ့ဒါကိုကြားလိုက်တဲ့အတွက်သူမစိတ်မကောင်းဖြစ်ကြောင်းပြန်ပြောတဲ့အခါဆရာမကတော့ခြောင်ကြားဘာမှစိတ်မကောင်းဖြစ်နေစရာမလိုပဲတကယ်အပြစ်ရှိတာကအများနဲ့အတိတ်ပဲမရှိတဲ့ဇက်ကွက်တီကိုပဲတောင်းနေတယ် ထုတ်လို့ရေးစတူဒီယိုသာဖြစ်ပြီးတော့သူမလည်းအဲ့ဒီဇာတ်အတွက်သူတို့စိတ်ကြိုက်ဖြစ်အောင်ဘလို့ပြုပြင်ပြီးတော့ရေးရတော့မလဲဆိုတော့ခေါင်းရှုံနေဖြစ်ကြောင်းချောင်းကြောင်ရင်ဖွင့်လိုက်ပါလေအဲ့ချိန်ချောင်းကြောင်တော့အခွင့်အရေးကိုလက်လုံးမခံပဲသူမတို့လည်းအခွင့်အရေးအောင်ဆိုပြီးတော့သူမတီးတော့တက်တော့နဲ့ဇလန်းကိုဘလို့ပြင်ပြီးတော့ဇက်ကောင်တွေဘလို့ထတ်ထဲလိုက်ရင်ပိုကောင်းသွားမယ်ဆိုပြီးတော့ဆ ्याम မကိုကြံပေးလိုက်ပါလေချောင်းကြောင်ရဲ့တရုပ်ဆောင်မှုတွေကိုစားရဲကကြိုက်နေတယ်ဆ ्याम မကတော့ချောင်းကြောင်အကြံပေးတဲ့တဲကဖြစ်နိုင်နေရှိတဲ့ဇက်ကွက်တွေကိုရွေးထုတ်ပြီးဇက်ကိုပြန်ပြင်ပေးလိုက်တာကြောင့် နောက်ဆုံးမှခြောင်သားလေးရိုက်လက်ဆစီးပြီးထဲမှာပြန်ပြီးတော့ပါဝင်ခွင့်ရသွားခဲ့ပါတော့လေဒီကိစ္စကိုကောင်းဆောင်မင်းသမီးကမကြင်မနက်ဖြစ်နေပေမဲ့အစားတည်းကခြောင်သားတရုတ်ဆောင်ချက်တွေကိုသဘောကျတဲ့ဒရိုက်တာကြီးကပဲအစီအပြောင်ကြီးချက် ပြောပေးလိုက်ပြီးတော့ခြောင်သားရဲ့စိတ်ကိုခန့်မြန်မြန်ပဲရိုက်ကူးပေးလိုက်ပါတယ်ဒုံနဲ့ရှူတင်စားတဲ့ခါမှာတော့ဇက်ပြောင်းလိုက်တဲ့အတွက်ခြောင်သားနမ်ဂျူနဲ့တွဲဖက်တရုတ်ဆောင်လိုက်ပြီးတော့ဇလန်းတွေကရန်ဖြစ်တဲ့အခန်းကိုတရုတ်ဆောင်ရဲ့နမ်ဂျူကခြောင်သားကိုတွန်းချလိုက်တဲ့အခါအာရန်ပြင်းသွားခဲ့တာကြောင့်ခြောင်သားလည်းကြမ်းမြင်ဖို့ခက်ပြင်းပြင်းလဲကျသွားခဲ့ပါတယ် အဲ့ချိန်ခြောက်သားလေးထိခိုက်မှုကြောင့်သတိရချက်မရချက်ဖြစ်နေခြင်းသူမကလူတယောက်နဲ့ပြဿနာဖြစ်နေရင်ကျမဘဝပျက်စီးသွားခဲ့ရတာကအားလုံးကရှင်းကြောင်ပဲလို့ပြောနေတော့တဖက်လူကသူမကိုခက်ပြင်းပြင်းတွန်းထုတ်လိုက်တဲ့အတိတ်ကအဖြစ်ပြက်တစ်ခုကိုပြန်သတိရလာခဲ့ပါတော့တယ်အဲ့တော့မှခြောက်သားလေးသတိမေ့သွားခဲ့တာကြောင့်ယူတင်ဖွယ်သားရဲ့အားလုံးလည်းရောက်ရက်ခက်ကုန်ကြပြီးလဲကြနေခြောက်သားကိုဈေးုံမြန်ခေါ်သွားလိုက်ကြပါတယ်တဖက်မှာလည်းကိုချောကရလာခဲ့တဲ့ CCTV မှတ်တမ်းတွေကို live စစ်ကြည့်ရင်းနဲ့မှတ်တမ်းတစ်ခုမှာတော့2668ဆိုတဲ့နံပါတ်နဲ့ကားကား ဖီဆောင်မားကတ်ဆိုတဲ့အဆောင်တစ်ခုတည်းဝင်သွားတာကိုတွေ့လိုက်ရပါတယ်။ကိုချောလဲဖီဆောင်မားကတ်အချက်အလက်တွေကိုရှာကြည့်တဲ့အခါမှာကိုစလဲကဂျူဆောင်ဖီဆိုတဲ့ခြောင်ချားရဲ့ကတ်ထဲကနာမည်နဲ့တူနေတာကိုသိသွားပြီးတော့စုံစမ်းဖို့အတွက်တဲလွန်စားတစ်ခုရခဲ့လိုက်ပါတယ်။ဂျူဆောင်ဖီဆိုတဲ့လူကလည်းမဲဆွဲနေရမှာတက်ကြီးရွယ်ဟိုစင်တာနဲ့ဒရေးဆန်ဆောင်ဆောင်ရေးစင်တာလိုနေရာမျိုးတွေကိုရွေးချယ်ပေးထားတဲ့အတွက်သူ့ရဲ့အကျိုးဆောင်တွေကိုပြသနာရှာနေခဲ့ပါတယ်။ဂျူဆောင်ဖီရဲ့လက်ထောက်ကအကျိုးဆောင်အဖွဲ့ကိုပြောင်းမရမလားလို့မေးပေမဲ့လဲဂျူဆောင်ဖီကတော့ဒီအဖွဲ့ထက်ပိုဆိုးတဲ့အဖွဲ့တွေရောက်လာမှာဆိုတာကြောင့် ီတိုင်းပဲထားလိုက်ဖို့ပြောပြီးတော့တခြားလိုအပ်တာတွေကိုမှားပြားရှိတာမှားကြပြီးတဏှာကိုထွက်သွားလိုက်ပါလေ။အချင်းလက်ထောက်ရဲ့ဖုန်းထဲကိုကားပါကင်မှာရဲတယောက်စစ်ဆေးကြရှိတယ်ဆိုပြီးတော့လာနှောက်ရှက်နေကြောင်းအเจ้าကြတာရောက်လာခဲ့တဲ့အတွက်လက်ထောက်လဲကားပါကင်ဘက်ကိုအမြန်လိုက်သွားလိုက်ပါတော့တယ်။ကားပါကင်ထဲကိုရောက်နေသူကဂိုချောပဲဖြစ်ပြီးတော့2668နံပါတ်နဲ့ကားနဲ့ပတ်သက်ပြီးအချက်လက်တွေလာပြီးတော့ရှာဖွေနေခဲ့တာဖြစ်ပါလေ။လက်ထောက်နဲ့သူ့အဖွဲတွေကဂိုချောစီရောက်လာတဲ့အခါမှာဂိုချောကစီရီမတန်းကရလာပုံပြပြီးတော့ပိုင်ရှင်ကဒီစာအုပ်တွေကလို့ထင်ရတဲ့ 2668နံပါတ်နဲ့ကားကိုလာစားတာဖြစ်ကြောင်းနဲ့အဲ့ဒီကားကအိုဘိုလန်းဆောင်မှာစည်းကမ်းဖောက်ဖျက်ပြီးတော့ပါကင်ထိုးသွားဖြစ်တဲ့အတွက် လာပြီးတော့ဆစ်ဆေးတာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။လက်ထောက်ကတော့ကိုချောပေးလိုက်တဲ့ပုံလုံးချေပြစ်လိုက်ပြီးရှာစာရှိတာရှာပြီးမရှိရင်လည်းထွက်သွားတော့ဆိုပြီးတော့ရင်းအသီးပဲပြန်ပြောလိုက်ပါတယ်။ကိုချောကလက်ထောက်ကဂူးမဆိုင်တဲ့ပုံနဲ့ပဲသူ့လုံသူဆက်လုံးမှာဖြစ်ကြောင်းနဲ့ဒီနေရာမှာတန်တရားရှိကြရတော်တော်များနေဖြစ်ကြောင်းကိုပြောလိုက်ပြီးဓာတ်ပုံနောက်တစ်ပုံထုတ်လိုက်ပြီးတော့ပုံထဲမှာပါတဲ့ကားတွေကလူရဲ့မျက်နှာနဲ့လက်ထောက်ရဲ့နောက်လိုက်ကောင်တွေရဲ့မျက်နှာကိုလိုက်ရှင်ကြည့်နေရကြောင်း တဖက်အကောင်လေးလည်းမကြောက်မြွန့်လို့နဲ့ကိုချောကိုမပြောမဆိုနဲ့ထားပြီးတော့တီးပါတော့တယ်။ဒါမဲ့ပြဿနာမကြီးချင်လို့လက်ထောက်ကဝင်ပြီးတော့တားလိုက်တာကြောင့်ကိုချောလည်းဘာမှဆက်မလုပ်တော့ပဲသူ့ရဲ့လိမ့်စာကတ်ကိုလက်ထောက်စီမှာပေးခဲ့လိုက်ပြီးအဲ့ဒီကားကိုရှာတွေ့ရင်လမ်းဆက်သွယ်ဖို့ပြောကနေရာကနေထွက်သွားခဲ့ပါလိမ့်။အဲ့ဒီချိန်လက်ထောက်ကိုလည်းသူတို့ဆောင်နေလူတွေရောက်လာပြီးဆိုပြီးတော့တရင်လာပေးခဲ့တာကြောင့်လက်ထောက်လည်းသူ့လူတွေနဲ့အတူတူနေရာကနေထွက်သွားလိုက်ပါလိမ့်။ကိုချောကတော့လက်ထောက်ကိုတစ်ချက်လှည့်ကြည့်နေအိုဘိုလန်းစွာအက်စီဒန့်မှာရဲစခန်းကိုဖုန်းဆက်ပြီးတော့အတီးပေးခဲ့တဲ့မျက်မြင်သက်တည်ရဲ့ဖုန်းကား ခြေအားခံလို့မရတဲ့ဖုံးဖြစ်ပေမဲ့ဒေသာစစ်စစ်ကြည့်တဲ့အခါအုံပြုနေတဲ့သူကဂုတ်ချောင်တို့ဆိုတဲ့နာမည်နဲ့လူဖြစ်ပြီးတော့အဲ့ဒီဂုတ်ချောင်တို့ဆိုတဲ့လူကလည်းအရင်ကပြစ်မှုမှတ်တမ်းတွေရှိခဲ့မှုတဲ့အပြင်လက်ရှိမှာလည်းဖီဆောင်ခိုင်းထဲမှာလှုပ်ရှားနေသူဆိုတာကိုအရာရှိတယောက်ကတင်ပြခဲ့တာပြန်တွင်းနေကိစ္စတွေကထင်ထားတဲ့ပို့ပြီးတော့ရှုပ်ထွေးနန်းနေနေမှာကိုတီးသွားခဲ့ပါတယ်အချိန်ကားစီးဝင်လာခဲ့ပြီးတော့ကားတွေကဆင်းလာတဲ့သူတွေကတော့ဒူဝွန်နဲ့တက်လက်ပိုင်းရွယ်ခတ်ချောချောအမျိုးသမီးတယောက်တို့ပဲဖြစ်ပါတယ် ဒူအန်ကတော့သူ့ဘေးကကောင်မလေးကိုသူတို့သွားတွေးမဲ့လူကတာမန်လူမဟုတ်တဲ့အတွက်အဲ့လူရှိမှဘလို့နေဘလို့ထိုင်ရမယ်ဆိုပြီးတော့မှားနေခဲ့တာပါကိုချောလဲဒူအန်တို့ရောက်လာတော့မြင်တဲ့အခါအပြင်ကိုထွက်မသွားသေးပဲဒူအန်တို့နောက်ကနေတိတ်ဆိတ်လိုက်ချောင်းမာတော့တယ်တဏျာရောက်တဲ့အခါမှာတော့ဒူအန်တို့ကအခန်းတစ်ခန်းထဲဝင်သွားတာကြောင့်ကိုချောလဲနောက်ကနေဆက်လိုက်မယ်လို့မှဝေတာတောင်နဲ့ဝင်တိုးသွားတဲ့အတွက်ကိုချောလဲအီးယန်ပါကျင်နေလို့အိမ်သာလိုက်ရှာနေရပါလို့ဝေတာကိုဆွေးပြီးတော့ဆက်ထွက်လာခဲ့လိုက်ပါတယ်အဲ့နောက်မှာတော့အခန်းတစ်ခန်းထဲမှာလူတောင်နဲ့တွေ့ဖို့လုံနေတယ်ဒူအန်နဲ့ကောင်မလေးကို မြင်သွားတဲ့အတွက်ကိုချောလဲပိတ်သွားတယ်ခန္ဓာကားရှိကနေမရမကချောင်းကြည့်နေချိန်မှာလက်ထောင်းနဲ့အဖွဲသားတွေရောက်လာပြီးတော့ခုဒီမပြန်သေးပဲဒီညမှာဘာလာလုံညာလဲလို့မေးလိုက်တာကြောင့်ကိုချောလဲဆော့ဆော့ဝေတာလေးကိုရွှေ့လို့အိမ်သာလိုက်ရှာနေတာဖြစ်ကြောင်းပြောလိုက်ပြီးနေရာကနေအမြန်ပဲလစ်ထွက်လာခဲ့လိုက်ရပါတယ်တဖက်မှာတော့ချောင်းသာလဲသတိမေ့နေရာကနေပြန်နိုးလာခဲ့ဖြစ်ပြီးစိတ်ပူကြီးနဲ့စောင့်နေခဲ့တဲ့ထဲစုကတော့သူ့ယောက်ျားကြောင့်ချောင်းသာအခုလိုဖြစ်နေရတယ်ဆိုပြီးတော့ဘေးမှာရှိနေတဲ့နန်ကျူးကိုထပ်ပြီးတော့ရိုက်ပါတော့တယ်။ချောင်းသာလည်းအခုလိုဖြစ်သွားတာကနန်ကျူးကြောင့်မဟုတ်ပဲ နန်ကျူသူမကိုတွန်းလိုက်တဲ့အချိန်မှာအဲ့ဒီအဖြစ်ပြက်နဲ့ဆင်တူခဲ့ဘူးတဲ့အတိတ်ကဖြစ်ရတဲ့ခုကိုသွားပြီးတော့သတိရခဲ့တာကြောင့်အဲ့ဒီအချိန်မှာပဲခေါင်းနေအရန်မူးလာပြီးတော့ခုလိုသတိမေ့သွားခဲ့တာဖြစ်ချောင်းကိုပြန်ရှင်းပြလိုက်ပါတယ်တဲဆုလည်းအတိတ်ကဘလို့ဖြစ်ရမျိုးကိုသတိရသွားလဲလို့ထပ်ပြီးတော့မေးတဲ့အခါချောင်းကြတော့အဲ့ဒီကိစ္စကိုပြောပြဖို့တဲ့တဲဆုကိုမေးစရာရှိတောင်းပြောလိုက်တာကြောင့်တဲဆုလည်းအနေငယ်ထိတ်လန့်ပြီးမျက်နှာပြတ်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ချောင်းကြနဲ့တဲဆုတို့လည်းနှစ်ယောက်တည်းအေးဆေးစကားပြောဖို့တဏှာကိုထွက်လာခဲ့ကြပါတယ် ဆောင်သားထဲဆွေးမျက်နှာကိုကြည့်နေကိုကျော်ပြောခဲ့ပြီးတဲ့ဘေးမှာရှိတဲ့လူတိုင်းကတဲခံဖြစ်နေနိုင်တာမလို့ခုချိန်မှာဘသူ့ကိုမှမယုံကြည်နဲ့ဆိုတဲ့စကားကိုပြန်ပြီးတော့ကြားရောင်နေခဲ့ပါလေ။အဲနောက်မှာတော့ဆောင်သားဒီမေးခွန်းကိုသူမထဲဆွေးနဲ့စားတွေ့ကြတဲ့ကမေးချင်နေခဲ့တာလို့စကားဆားလိုက်ပြီးတော့လွန်ခဲ့တဲ့25နှစ်ကသူမစူပေးဝဲစူပြီးဖြစ်ခဲ့တဲ့အက်ဆီဒန့်မှာသူမဘေးမှာပါလို့ဘသူမှရှိမနေခဲ့တာလေဆိုပြီးတော့ထဲဆွေးကိုမေးလိုက်ပါတော့တယ်။တကယ်ဆိုသူမနားမှာထဲဆွေးကအမြဲရှိနေခဲ့တာဖြစ်ပြီးတန်းစင်ကန်းသွားရင်တော့အမြဲလိုက်လာတတ်တဲ့ထဲဆွေးကအဲ့ဒီချိန်ကြတော့မှ ဘာလို့သူမဘေးမှာရှိမနေတာလဲဆိုပြီးတော့ထမ်းမေးလိုက်တဲ့အခါဒဲဆုလည်းအဲ့ဒီကသူမလည်းပန်းစည်းတွေတိမ်းပြီးတော့ခြောင်ချာနဲ့အတူပြန်ဖို့အတွက်ကားပါကင်ကိုလိုက်လာဖို့လုံးမှာဒူဝန်ကရောက်လာပြီးတော့ခြောင်ချာအတွက် surprise party လုပ်ပေးမှာဖြစ်လို့ဒဲဆုကခြောင်ချာအိမ်ကိုတယောက်တည်းတီးတန့်သွားပြီးတော့ခြောင်ချာပြန်မလာခင်မှာပြင်ဆင်စရာရှိတာတွေပြင်ဆင်ပေးထားမယ်လို့လာပြီးတော့ပြောခဲ့တာကြောင့်သူမလည်းခြောင်ချာပြန်လာကိုစောင့်နေတယ်ခြောင်ချာအိမ်မှာပဲပါတီအတွက်လိုအပ်တာတွေကိုတယောက်တည်းပြင်ဆင်ပေးနေခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်နောက်ပြီးတော့အဲ့ဒီအချိန်တုန်းကသူမလည်းခြောင်ချာခါတိုင်းကိုကြံဖွဲသားတွေနဲ့တူ ြန်လာလိမ့်မယ်လို့ပဲထင်ထားတာကြောင့်ချောင်းသာတယောက်တည်းကားစီးပြီးပြန်လာခဲ့ရတာကိုလည်းလုံးဝမသိကြောင်းနဲ့ပါတီအတွက်ပြင်ဆင်နေတဲ့ချောင်းသာအက်ဆီဒန့်ဖြစ်တာကို TV မှာကြေညာမှသာသိခဲ့ရတာဖြစ်ပြီးတရင်ကိုသီးသီးချင်းမှလည်းအရန်ကိုထိတ်လန့်သွားခဲ့ရကချောင်းသာရေးပေါ်ကန်းကိုရောက်နေတဲ့အချိန်မှလည်းအရန်စိတ်ပူနေဘဲကြားနေတူသူမမှာရှိနေခဲ့ကြောင်းတွေကိုပြောပြလိုက်ပါတယ်ချောင်းသားတော့ထဲစုပြောပြတာတွေကိုနားထောင်ပြီးတော့ဘာမှပြန်မပြောဘဲဒီတိုင်းပဲငြိမ်နေခဲ့ပါလေ။အဲနောက်ထဲစုကခုနရိုက်ခွေးမှာချောင်းသားပြန်သတိရသွားခဲ့တာကဘာအကြောင်းရလဲလို့မေးလိုက်တဲ့အခါချောင်းသားလည်း သူမမိလိုက်တာကလုံခဲ့တဲ့တလကအက်ဆီဒန့်မဖြစ်ခင်အဖြစ်ပြက်တစ်ခုပဲဖြစ်ပြီးတော့အဲ့ချိန်သူမလူတောင်းနဲ့တွေ့ခဲ့ကအဲ့လူရဲ့မျက်နှာတော့တေးချာမမှတ်မိပေမဲ့အဲ့လူပတ်ထားတဲ့နိုင်ကတော့တေးချာမှတ်မိနေပြီးအဲ့နိုင်နဲ့လူကလည်းလုံခဲ့တဲ့25နှစ်ကသူမအင်စရာဘဝတုန်းကပြဿနာတစ်ခုရှိခဲ့ဘူးလေလူဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အဲ့ချိန်မှာထဲဆုလဲအဲ့လူကချောင်းချာအခုလိုဖြစ်အောင်လုပ်တဲ့အဓိကတရားခံပဲဖြစ်နိုင်တာကြောင့်အဲ့လူကိုဘယ်လိုရှာကြမလဲဆိုပြီးတော့ပြန်ပြောတဲ့အခါချောင်းချာလည်းအဲ့လူကိုတီးတဲ့လူတယောက်ရှိနေပြီးသူကလည်းတခြားသူမဟုတ်ပဲဂန်ဒူဝင်ပဲဖြစ်တာကြောင့် သူမကိုယ်တိုင်ဒူဝန်စီကိုသွားပြီးတော့အချိုးချောင်းမေးမှဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ထဲဆိုကတော့သွားမယ်ဆိုရင်လည်းချောင်းသာတယောက်တည်းမှသွားသင့်တဲ့အတွက်သူမကိုယ်တိုင်လိုက်ခဲ့ပေးမှဖြစ်ကြောင်းနဲ့မဟုတ်ရင်လည်းကိုချိုးကိုခေါ်သွားဆိုပြီးတော့ပြောပေးမယ်။ချောင်းသာတော့သူမတယောက်တည်းလည်းအစီအပြေကြောင်းကိုပြောလိုက်ပြီးထဲဆုရှိကလည်းခတ်တော့တော့ပဲထွက်လာခဲ့လိုက်ပါတယ်။တမမလည်းကိုချိုးကအိုပုံရင်တိုက်မှုမှကျူးလွန်ခဲ့တဲ့ရင်မောင်းကိုစကားပြောဖို့ဈေးဝင်တစ်ခေါက်လိုက်သွားမယ်ရင်မောင်းကဈေးဝင်ကဆင်းသွားပြီဖြစ်တာကြောင့်ကိုချိုးလည်းရင်မောင်းရဲ့လိမ့်စာနဲ့အချက်လက်တချို့ကိုစုံစမ်းပေးထားဖို့အတွက်စကန်ကိုလှမ်းပြီးတော့အကြောင်းကြားထားလိုက်ပါတယ်။ အနောက်ကိုချောလဲဆေးရုံကနေပြန်လာဖို့အလုံမှာကားပါကင်မှာနန်ကျူးကိုစောင့်နေတယ်။ထဲဆူးနဲ့အမှတ်မတင်ဆုံးခဲ့တာကြောင့်ထဲဆူးလဲချောင်းသာတယောက်မေးစရာရှိလို့ဆိုပြီးတော့21 entertainment ကဂန်ဒူဝန်စီကိုတယောက်တည်းထွက်သွားတာကြောင့်ပြဿနာဖြစ်မှာဆိုတဲ့အတွက်ကိုချောကိုလိုက်သွားပေးစီခြင်းကြောင့်ကိုပြောလိုက်ပါတယ်။တမမမှာလဲချောင်းသာတယောက်ဒူဝန်နဲ့တွေ့ဖို့အတွက်အပေါ့ဝါလုံချုံကြီးတွေကိုအထဲဝင်ဖို့ခွင်တောင်းရမယ်လုံချုံကြီးတွေကခွင့်မပြုတဲ့အတွက်ချောင်းသာနဲ့ပြဿနာအကြီးကြီးတက်နေခဲ့ပါတယ်။ကိုချောလဲချောင်းသာနောက်ကိုလိုက်လာရင်ချောင်းသာတယောက်ဒူဝန်ဆိုတဲ့လူနဲ့ဘာကြောင့်သွားတွေ့နေရတာလဲဆိုတာကို ထဲဆူကအကြောင်းစုံပြောပြလိုက်တာကြောင့်ဒူဝင်ရဲ့ပတ်သက်တာတွေကိုအင်တာနက်ပေါ်မှာရှာကြည့်လိုက်တဲ့နောက်မှာတော့ကိုချောလဲဒူဝင်ရဲ့ပုံကိုမြင်ပြီးတော့တခုခုကိုသဘောပေါက်သွားခဲ့ပါတော့တယ်။ချောင်းသားတော့မျိုးမျိုးပြောပြီးတော့အဲဝင်ခွင့်တောင်းပေမဲ့လုံချုံကြီးတွေကဘလို့မှခွင့်မပြုပေးတာကြောင့်ချောင်းသားလဲဝင်ခွင့်မပေးရင်ဘဲမှမသွားပဲအပေါက်ရမှာပဲလဲအိတ်နေလိုက်မယ်လို့ပြောပြီးတော့ကျမ်းမြီမှာတကယ်ကြီးပဲလဲချပြစ်လိုက်ပါတော့တယ်။အဲအချိန်ကိုချောလဲရောက်လာပြီးတော့လုံချုံကြီးတွေကိုသူ့ရဲ့ ID card ကိုထုတ်ပြပြီးအဲဝင်မှုကောင်းမှုပဲပြောလိုက်တာကြောင့်လုံချုံကြီးတွေလဲဝင်ခွင့်ပြုပေးလိုက်ကြပါတယ်။ ချောင်းသားသူမကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပေမဲ့ကိုချောကသူ့ကိုကျေးဇူးတင်စရာမလိုပဲသူလည်းလှုပ်ရှားကိစ္စရှိလို့ဒီညအောင်လာတာဖြစ်ကြောင်းပြန်ပြောလိုက်တဲ့အတွက်ချောင်းသားလည်းကိုချောကဒီညမှာဘာများလှုပ်ရှားရှိညာလဲဆိုပြီးစိတ်ဝင်စားသွားခဲ့ပါတယ်အထဲရောက်တဲ့အခါမှာတော့ကိုချောကနိုင်ရံမှာချိတ်ထားတဲ့မိမိတယောက်ရဲ့ပုံကိုကြည့်နေတဲ့တနေရာမှာမြင်မှုတာမလို့တေချာစဉ်းစားကြည့်လိုက်တဲ့အခါကျူဆောင်ပြည်ရဲ့လူတွေရှိတဲ့နေရာမှာဒူုံနဲ့ဒူပါလာတဲ့ main ကလေးဆိုတာကိုတည်သွားခဲ့ပါလေ။ချောင်းကြားတစ်ချိန်ကအောင်မြင်ခဲ့ဦးတဲ့သူမရဲ့ရုပ်ရှင်ပိုစတာလေးကိုကြည့်ရင်စိတ်မကောင်းဖြစ်နေခဲ့ရှာပါလေ ဲနောက်မှာတော့ဒူဝင်ရဲ့အခန်းထဲကိုဆက်သွားလိုက်ပြီးအခန်းထဲကိုရောက်တဲ့အခါမှာတော့ဒူဝင်ကတကယ်အင်ဆရာပဲလားလှလာလိုက်တာလို့ပြောပြီးတော့အံ့ဩနေတဲ့ပုံစံနဲ့ချောင်းကြကိုဖတ်ပြီးတော့နှုတ်ဆက်ဖို့လှုပ်လိုက်ပေမဲ့ချောင်းကြတော့ဒူဝင်ကိုရှောင်လိုက်ပြီး "तू မဒီကိုလာတာအတီးပြုတ်စရာကိစ္စတခုရှိလို့ပဲဖြစ်ချောင်းကိုပြောလိုက်ပါလေ"ဒူဝင်ကတော့သူလဲချောင်းကြကိုအရင်တွေးဖို့လှုပ်ပေမဲ့ခြေတန်းနှောက်ကြသွားခဲ့ချောင်းကိုပြောလိုက်တဲ့အခါချောင်းကြလည်းဘာလို့လဲဆိုပြီးတော့ပြန်မေးလိုက်တာကြောင့်ဒူဝင်လည်းဘေးမှာရက်နဲ့ကိုချောကိုကြည့်ပြီးတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးချောင်းကြနဲ့နှစ်ယောက်တည်းပဲပြောချင်တဲ့အတွက် ိုချောကိုအပြင်ထွက်သွားခိုင်းမှုပြောလိုက်ပါတယ်။အချိန်ကိုချောကခြောင်ချရဲ့အရှိကနေရက်လိုက်ပြီးတော့သူကခြောင်ချရဲ့မန်နေဂျာပဲဖြစ်တာမလို့ခြောင်ချနဲ့ပတ်သက်ရင်သူ့ကိုပဲဆက်သွယ်ရမှာဖြစ်ပြီးသူနဲ့ပဲပြောလို့ရမှာဖြစ်ကြောင်းကိုပြောလိုက်တာကြောင့်ခြောင်ချလည်းကိုချောရဲ့လောရက်ကိုသဘောကျသွားခဲ့ပါတယ်။အဲနောက်မှာတော့ဒူဝန်နဲ့ခြောင်ချလို့လည်းထိတ်တိုက်ပြန်တွေ့ဆုံသွားခဲ့ကြပြီးအရေးကြီးတဲ့ကိစ္စတွေပြောဖို့လုံနေတော့မှပဲဒီပိုင်းလေးကဒီမှာခဏရန်နာထားပါတယ်ခင်ဗျာ။